အားလုံးမိင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ကမိနစ်ပိုင်းစာစီးပွားပညာဆိုတဲ့အစီအစဉ်ကနေပြီးတော့ရင်းနှီးမြှုပ်နှံမှုနဲ့တက်ဆိုင်တဲ့ရင်းနှီးမြှုပ်နှံမှုလုံတော့မယ်ဆိုရင်သတိထားရမယ့်အချက်ကလေးတစ်ခုကိုပြောင်းဝင်ပြီးစပါတယ်ဆက်ပြီးနောက်ဆုံးကြည့်ပါဦးဗျာဟုတ်ကဲ့တော့ကျွန်တော်တို့ကယင်းဒီနှုတ်နံမှုလုံတော့မယ်ဆိုရင်အဓိကပထမအဦးဆုံးအရေးကြီးတဲ့အချက်ကယင်းဒီနှုတ်နံမှုလုံရတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ် purpose of the investment ပေါ့တော့ဘာကြောင့်ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံမှုလုပ်မှလဲဒါသည်အဓိကအခြေခံအကြံအချက်ဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ရင်းနှီးမြှုပ်နှံမှုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကိုရှင်းရှင်းလင်းလင်းသိမှတ်ထားဘူးဆိုရင်အဲ့ဒီရင်းနှီးမြှုပ်နှံမှုဟာဆုံးရှုံးမှုဖြစ်ဖို့ပို့ပြီးတော့အခြေအနေများမှာဖြစ်ပါတယ်အဲ့တော့ဆိုရတဲ့ဘုရားရည်ရွယ်ချက်ဆိုတာဒီကျွန်တော်တို့ဒီဘာကိုလိုချင်တာလဲဒီရင်းနှီးမြှုပ်နှံမှုကိုဘာကြောင့်လုပ်တာလဲဘလို့ return မျိုးဘလို့အမျက်အစိုးအမျိုးအစားမျိုးကိုလိုချင်တာလဲဆိုရင် ရည်ရွယ်ချက်ကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့ရည်ရွယ်ချက်မရှိတဲ့ investment တွေဟာဆုံးရှုံးမှုတွေရားလိရှိပါတယ်ကျွန်တော်တကယ်တရားရှိတယ်ကျွန်တော်တို့တိုက်ခန်းဝယ်ဖို့သွားပြီးတော့ကြည့်တယ်အဲ့တော့လက်ထက်မှာငွေလေးပို့တယ်တိုက်ခန်းဝယ်မယ်ပေါ့နော်တိုက်ခန်းတစ်ခန်းကြည့်တယ်တစ်ခန်းကြည့်တယ်တစ်ခန်းကြည့်တယ်အခန်းပေါင်းများစွာကြည့်သွားတယ်သူဒီသဘောမကျဘူးဘာကြောင့်လဲပထမတခန်းကိုကြည့်တော့အာဒီဒီတိုက်ခန်းကအဲချင်းကြိုက်တယ်ရေးရှမ်းတယ်ဒီနောက်နေပိတ်နေတယ်အဲနောက်တိုက်ခန်းတစ်ခုကြတော့လဲ အာကားထားလို့နေရာမရဘူးအဆင်မပြေနိုင်ဘူးနောက်တိုက်ခန်းကျတော့လေအာအလွာမြင့်နေလှေကားကြီးကမတ်တယ်မတက်နိုင်ဘူးเนาะနောက်တိုက်ခန်းကျတော့လေအာဒါဇီးနဲ့ဝီးတယ်ဘာဖြစ်တယ်ညာဖြစ်အဲ့တော့ကျွန်တော်သူ့ကိုမေးရပါတော့ဟဲ့မင်းတိုက်ခန်းဝယ်ရခြင်းရဲ့ရွေးချယ်ကဘာလဲအဲ့တော့ပြန်ပြောရင်ဇီးတက်ရင်ပြန်ရောင်းခြင်းတယ်ပြန်ရောင်းမယ်ကဲဟုတ်ပြီဒါဆိုရင်ခုနကမင်းညင်းပယ်ခဲ့တဲ့တိုက်ခန်းနေရဲ့ခုနကမင်းရေရှမ်းတယ်တော့ကောက်ပါကင်ပြရအောင်လို့ဇီးနဲ့ဝေးရလို့ဆိုတာတွေဒီကိုယ်တိုင်းနေမယ်ဆိုတဲ့စိတ်နဲ့ 多比用受骗的啊，一批的。 ော့ UAE ကျဆိုတော့ investment လုပ်ဖို့စဉ်းစားတယ်ဒါပေမဲ့ဒီ investment ကိုလုပ်ဖို့ဆုံးဖြတ်တဲ့အချိန်မှာကိုယ်ပိုင်နေမယ်ဆိုရယ် UAE ချက်ကြီးနဲ့သွားဆုံးဖြတ်တယ်ဒါပေမဲ့သူ့ရဲ့ UAE ချက်ကဘာဖြစ်ချင်တာလဲလုံရတိုက်ခန်းကိုဝယ်မယ်ဈေးတိုင်ပြန်ရောက်ချင်တယ်သူ့ရဲ့ UAE ချက်ဒါဆိုရင်ကျွန်တော်တို့လက်ရှိမှာဈေးအတန်ဆုံးဖြစ်ပြီးတော့အလားအလာအကောင်ဆုံးဈေးအတက်နိုင်ခြင်းအရှိဆုံးတိုက်ခန်းအမျိုးအစားကိုယူဝယ်ရမှာဖြစ်တယ်ဒါပေမဲ့သူဆုံးဖြတ်နေတာတွေကသူနေမယ်ဆိုတဲ့ UAE ချက်နဲ့ဆုံးဖြတ်နေတာတွေဖြစ်တဲ့အတွက်ဒီတိုက်ခန်းကောင်းကောင်းကိုသူ့ရွေချက်တိုင်းရှာဖွေပြီးတော့ဝယ်လို့မရဘူးဖြစ်တယ် ဒါကဥပမာတစ်ခုဖြစ်ပါတယ်အဲ့ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ရည်ရွယ်ချက်ကိုကိုယ်ပြတိဖို့လိုတယ်ဆိုတော့ကအခုနကျွန်တော်ပြောတဲ့ example လိုပဲပေါ့နော်တိုက်ခန်းဝယ်မယ်ဆိုရင်ဒီတိုက်ခန်းကိုဈေးတက်သွားရင်ပြန်ရောင်းပါလားဒို့မို့အချိန်ကြာကြီးနေပြီးတော့ဈေးနှဆ၃ဆဖြစ်တော့မှရောင်းကျင်လာလားဒို့မို့အနည်းငယ်ပြင်ဆင်ပြီးတော့အမျက်ပါပါလေးနဲ့ပြန်ရောင်းထုတ်ပါလား တော့မို့အငှားတင်ထားပြီးတော့အဲဒါကျွန်တော်တို့အငှားငမ်းများ profit ငမ်းများရအောင်လုပ်မှာလားအဲအငှားကမှအဲတိုက်ခန်းတိတ်မပြတ်မစည်းအောင်အငှားကနင်းနေနဲ့လူကြီးနင်းနေပဲတင်ပါလားတို့တိုက်ခိုင်းလေးရရင်ပြန်ပြင်မယ်အငှားကများရင်ပြီးတော့အဆောင်လိုမျိုးလူတွေအများကြီးတင်ပါလားဘလို့ပုံစံမျိုးအကျိုးအမြတ်ကိုယူခြင်းတည်းဆိုတာကရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းအရင်ရည်ကြည့်ပါအဲ့တော့ရည်ရချက်ရှင်းလင်းမှုမရှိရင်သူများရောင်နဲ့နောက်ကိုလိုက်ပါသွားတတ်တယ်အဲဥပမာဆိုတော့ကျွန်တော်တို့ကဝေဆက်ကိုအစ်စ်ထွက်တဲ့ဒရင်တစ်ခုကြားလိုက်တယ် အသူများကြီးအကုန်လုံးကဟာဒါဆိုရင်တော့ငါတို့ဒေါ်လာဝယ်မယ်ဒေါ်လာဝယ်မယ်ဒေါ်လာဝယ်ရမယ်အဲ့တော့အကုန်လုံးကဒေါ်လာဝယ်မယ်ပြောနေတော့ကိုကလည်းဒေါ်လာပြေးပြီးတော့ဝယ်အခုရဒေါ်လာဝယ်ရဲ့ရည်ရွယ်ချက်ကပါလေဘာမှရှင်းရှင်းလင်းလင်းရှိမနေဘူးဖြစ်နေဥပမာထားမလို့ငွေကြေးဖောင်းပွားမှုတန်ကိုခံနိုင်ခြင်းလို့ဒေါ်လာဝယ်ပါလားတို့ကို300နိုင်ငံသားတောင်းဆရာရှိလို့ဒေါ်လာဝယ်တာလားတို့ဒေါ်လာဈေးတက်ပါကုန်ခြင်းလို့ဝယ်တာလား ်ဒီလိုမဟုတ်ဖ ೇನೆ အသူများကဒေါ်လာဝယ်ဒေါ်လာဝယ်ဆိုကိုလည်းဒေါ်လာသွားဝယ်တယ်ဝေကြီးဖောင်းဖောင်းမှုဆိုတာကတစ်နှစ်လောက်နေမှ6လလောက်တစ်နှစ်လောက်နေမှသူ့ရဲ့ပုံစံထင်ထင်ရှားရှားမြင်လာရတယ်အဲ့တော့ကိုကကျတော့ဒေါ်လာသာပြေးဝယ်လိုက်တယ်သူများဝယ်လို့ပြေးဝယ်လိုက်တယ်လက်ထဲမှာလည်း6လတစ်နှစ်လောက်ကင်မထားနိုင်ဘူးအဲ့တော့ကိုကဝယ်လိုက်တယ်ဈေးထက်သွားတယ်အာโอเคအဆင်ပြေပြီတယ်နောက်လိပြန်ကြသွားတယ်အဲ့တော့ကိုကကြာကြီးကင်မထားနိုင်ဘူးပြန်ပြီးတော့ရောင်းတယ်အရှုံးပေါ်တယ်ဒီလိုနေထားမှုတွေကျွန်တော်ပတ်ဝန်းကျင်မှာအခုဒီလိုမှအများကြီးတွေ့နေရတာရှိပါတယ်အဲ့တော့ဘာကြောင့်ဒီ investment ကိုလုပ်တာလဲ ဘယ်အချက်ဒီကြောင့်ဒီရွေချက်ကဖြစ်မြောက်မယ်လို့ထင်ရတာလဲဒါတွေကိုသူသူချင်းချင်းဆုံးဖြတ်ဖို့လိုပါတယ်အဲ့တော့ရည်ရည်ညွတ်နံမှုလှုပ်ဖို့အတွက်ကျွန်တော်တို့ရည်ရွယ်ချက်ချလိုက်တယ်ပေါ့နော်အဲ့ဒီရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့လှုပ်ဆောင်ရမယ်အမြတ်ရအောင်လုပ်ရမယ့် process တွေကလည်းအများကြီးကွဲသွားတယ်။ဥပမာကျွန်တော်တိုက်ခန်းတစ်ခန်းဝင်မယ်ကျွန်တော်ရည်ရွယ်ချက်ကပြင်ဆင်ပြီးတော့အမြတ်ပပနဲ့ပြန်ရောင်းမယ်။ဒါဆိုကျွန်တော်လုပ်ရမယ့် process ဒီတိုက်ခန်းကိုမြန်မြန်ဝင်မယ်။ကုန်စည်လုံးတွေမတက်ခင်မှာအဲပြင်ဆင်ရရှိတာလေးတွေကိုမြန်မြန်ပြင်မယ်။ပြီးရင်မြန်မြန်ပြန်ရောင်းမယ်။ ဒီလိုလောက်ရအောင်ဒီလိုမျိုးကျွန်တော်က inflation တန်ကိုငွေကြေးဖောင်းပွားတဲ့တန်ကိုခံနိုင်ခြင်းနဲ့အတွက်တိုက်ခန်းဝယ်ထားမယ်ဒါဆိုရင်ကျွန်တော်ဒီတိုက်ခန်းကိုဝယ်ထားပြီးရင်အငားထတိုင်းနဲ့ခြားတာတော့မဟုတ်လေအဲကျွန်တော်တို့ပိတ်ထားရင်လည်းပိတ်ထား inflation တန်ကိုခံနိုင်တဲ့အထိနှစ်နဲ့ချီပြီးတော့ကျွန်တော်ကစိတ်ရှိလက်ရှိစောင့်ဆိုင်ရမှာဖြစ်တယ်ဒါမှမဟုတ်လေကျွန်တော်တို့ဘာကြောင့်ဘာကြောင့်ဥပမာလူတွေအများကြီးတင်ပြီးတော့ငှားတာအများကြီးရကြတယ်ဒါဆိုရင်ဒါဒီကျွန်တော်ရဲ့တိုက်ခန်းကိုကျွန်တော်ကအဆောင်ပုံစံလိုမျိုးအခန်းတွေကန့်ရမယ်ပြင်ဆင်ရမယ် facility တွေထက်ထည့်ရတော့မယ် ဲ့တော့ကိုယ့်ရဲ့ယူရချက်ပေါ်မူတည်ပြီးတော့ယူနိမ့်နှုတ်နယ်မှုလောက်ရမယ်ဒီယူနိမ့်နှုတ်နယ်မှုကိုအောင်မြင်စေမယ်နောက်ဆက်တွဲ process တွေကလည်းအများကြီးအများကြီးနောက်ကလိုက်ပြီးတော့ပြောင်းလဲသွားမှာဖြစ်တယ်အဲ့တော့ဒီနေ့ခေတ်မှာကြာရှုံးကြတဲ့လူတွေကဒီရွယ်ချက်တခုတည်းစကြမရှိဘူးဒီရွယ်ချက်နောက်ကိုဘာဆက်လုပ်အောင်မလဲဆိုတော့သူတို့ကရှင်းရှင်းလင်းလင်းတတ်မှတ်ထားတာ မရှိတော့ဘူးဒီအတွက် investment တွေကဆုံးရှုံးကြတယ်အဲ့တော့အာသူများတွေကဗန်တွေကငွေတွေပြေးထုတ် ပြေးထုတ်ပြေးထုတ်တယ်အပြင်လက်ထဲမှာမထားနဲ့ပထားနဲ့တော့ဒေါ်လာဝယ်ဒေါ်လာဝယ်ရွှေဝယ်ရွှေဝယ်အဲ့တော့ဝယ်ရတယ်အဲ့တော့အကုန်လုံးဝိုင်းဝဲတဲ့အချိန်မှာတက်စည်းနဲ့မိရယ်အဲခုမှဇီဝချက်ကလည်းမရှိဘူးဘယ်အချိန်ထိကင်ထားမှလဲဘာကြောင့်ဒီပစ္စည်းကိုဝယ်တာလဲအဲဈေးတက်ပြီးအညံ့ရအောင်ဘာလုပ်မှလဲဒါတွေမရှိဘဲနဲ့ဇီဝချက်တွေနောက်ကလိုက်လို့ရမယ့်လုပ်ငန်းစဉ်တွေမရှိဘဲနဲ့ investment တစ်ခုကို နော်သူများလှုပ်တိုင်းလိုက်လှုပ်တဲ့အချိန်မှာဆုံးရှုံးမှုတွေကြုံရတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ကမိတ်ဆွေတို့အနေနဲ့ investment လုပ်ချင်တဲ့ဆိုရင်နော်ကျွန်တော်မြန်မာစကုံလည်းရှိတယ်သုံးလို့မကုန်မှားလို့ကုန်တယ်နော်အဲ့တော့မှားလို့ကုန်သွားတာများပါတယ်ခင်ဗျားတို့သုံးလို့ကုန်တယ်ဆိုတာအရင်ရှားတယ်အဲ့တော့အမားယွင်းနေမဖြစ်ဖို့အတွက်ဒီလိုကာလမှာ investment လုပ်မယ်ဆိုရင်ဘာကြောင့်ဒီ investment ကိုရည်ရွယ်ချက် ရှိရှိနဲ့လောက်တာနဲ့တွေ့ရွေးချက်ကဘာလဲဆိုတော့ဆုံးဖြတ်ပါအဲ့ဒီရွေးချက်တိုင်းနောက်ကနေလိုက်ပြီးတော့လောက်ရမယ့်အရာတွေကိုဆက်လက်လုပ်ဆောင်ပါဒါလေးမျှဝေပေးချင်တာဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ကောင်းရေးဆုပါ